မကြခင်မှာလက်ထပ်တော့မှမလို့လက်ထပ်ပြီးရင်စီးဖို့တိန်တသောကြော်ရန်ကားကိုဝဲလိုက်တဲ့လွှမ်းမိုင်တဲ့နန်းစုရည်စုံပရိသတ်များလုံးမဲ့မိကလာပေါင်းအချစ်ကိုငွေကြီးနဲ့တိုင်းတာလို့မရဘူးလို့ဆိုကြပေမဲ့တခါတလေမှာတော့အချစ်ရဲ့ခိုင်မာမှုကိုတတ်သိပြလိုက်တဲ့အရာတွေကတနိုင်ငံလုံးကိုတော့အံအသင့်သွားနိုင်စေပါတယ် အခုလည်းကြည်ပအောင်ရှင့်မြမပြည့်ရဲ့အကျော်ကြားဆုံးဇုံတွဲရီတဲကတတွဲဖြစ်တဲ့လောမိုင်းနဲ့နန်းဆုရီဆိုတော့ကသူတို့ရဲ့မင်္ဂလာပွဲမတိုင်ခင်မှာပဲပရိသတ်တွေကိုအသက်ရှင်မှားသွားစေလောက်တဲ့လှုပ်ရှားမှုကြီးတစ်ခုကိုပြုလုပ်လိုက်ပြန်ပါပြီ။ဒါကတော့သူတို့ရဲ့အနာဂတ်မိသားစုဘဝအတွက်ကြိုတင်ပြင်ဆင်မှုတစ်ခုအဖြစ်မြန်မာနိုင်ငံမှာပထမဆုံးလို့တောင်ပြောလို့ရတဲ့တိုင်းတထောင်ကျော်တန်ဖိုးရှိတဲ့ BMW i7 ကားအသစ်ဆက်ဆက်ကြီးကိုဝယ်ယူလိုက်တာပါပဲ။ ဒါဟာတာမန်ကားတစီဝယ်လိုက်တာမဟုတ်ပါဘူးသူတို့နှစ်ဦးရဲ့နာကက်ခီလန်းကိုဘလောက်ထိခန်းနာထဲဝါစွာဖျက်ဆီးတော်မလဲဆိုတာကိုကြိုတင်ကြေညာလိုက်တဲ့ power statements တစ်ခုပါပဲဒီနေ့မှာတော့ဒီကားကြီးရဲ့မမြင်ဘူးသေးတဲ့တံပိုးနဲ့အရေးသွေးတွေကနေဆက်လို့သူတို့ဆောင်တွဲရဲ့အခိုင်အမာတိဆောက်ထားတဲ့စီးပွားရေး empire အစုံအလုံးစောင့်မျှော်နေကြတဲ့မင်္ဂလာပွဲကြီးရဲ့ခန်းနာမှုကိုတူတူခံမှန်းကြည့်ကြရအောင် ပထမဆုံးအနေနဲ့ DBNW i7 ဆိုတဲ့ဘိန်းတပ်ဘုံဘိမှန်ကြီးအကြောင်းကိုအရင်ပြပြချင်ပါတယ်။ဒီကားဟာကားတစီးဆိုတာထက်ရွေရှားနေတဲ့နန်းတော်တစ်ခုလိုတင်ဆောင်ရင်တော့ပုံမှန်မဟုတ်ပါဘူးနော်။သူ့ရဲ့တန်ဖိုးကသိန်းတထောင်ကျော်တနည်းအားဖြင့်တာမန်လူတယောက်ရဲ့တဘဝစာရှောက်ဖွေမှုထက်တောင်များစွာတာလွန်နေပါတယ်။ကမ္ဘာထိပ်တန် CEO တွေတန်းကျွဲ့တထေးတွေမှသာရွေးချယ်စီးနင်းနိုင်တဲ့အထူးထုတ်ကားမျိုးစားပေါင်း ကားရဲ့အတွင်းကနေကိုဝင်လိုက်တာနဲ့သင်ဟာကားထဲမှာထိုင်နေတာမဟုတ်ဘဲ first class လေယာဉ်တစ်စင်းရဲ့ private suit တဲကိုရောက်သွားသလိုခန်းစားရစီမှာပါ။တရေနဲ့ပြုတ်လုထားတဲ့ထိုင်ကုန်တွေမှာအညောင်းညာပြည့်စုံမဲ့ message စနစ်တွေပေါဝင်ပြီးခလုတ်တစ်ချက်နှိမ့်လိုက်ရုံနဲ့ကားနောက်ခံတစ်ခုလုံးဟာကိုပိုင်ရုပ်ရှင်ရုံအသေးစားလေးဖြင့်ပြောင်းလဲသွားနိုင်ပါတယ်။ အတန်လုံးစနစ်ကအပြင်ကဘာနဲ့လုံးဝအဆက်အသွယ်ပြတ်တောက်သွားစီပြီးအရာလုံးကိုအလိုလျောက်ထိန်းချုပ်နိုင်တဲ့နောက်ဆုံးပေါ်နိပညာရီနဲ့ဖန်တီထတာပါဒီကားကိုစီပြီးခီးသွားရတာကမြေပြင်ပေါ်ကနက်ပြေပုံဗိမှန်ထဲမှာအပန်းဖြေနေရသလိုပဲလို့နိပညာရီပေါ်တာတွေကအခိုင်အမာဆိုထားကြတာပါဒါပေမဲ့ပရိသတ်တို့ထင်ထားသလိုသူတို့ရဲ့ကြွယ်ဝမှုပြပွဲကဒီကားတစည်းတည်းနဲ့ရပ်တန့်သွားမှာတော့မဟုတ်ပါဘူးနော်ဒီကားကသူတို့ရဲ့ဇိမ်ခံစင်းနဲ့ကနောက်ဆုံးထပ်ဖြစ်လိုက်တဲ့အရာတစ်ခုပဲရှိပါသေးတယ် တတိယနေ့အရဆိုရင်သူတို့နှစ်ဦးကလက်ထပ်ပြီးတဲ့အခါအတူနေထိုင်ဖို့အတွက်ရန်ကုန်မြို့ရဲ့အခမ်းအနားဆုံးနေရာဖြစ်တဲ့ရွှေတောင်ချမ်းမောင်တိမ်မောင်းများစွာတံပိုးရှိတဲ့ဇင်ခန်းအိမ်ကြီးတလုံးကိုလည်းတိစောက်ပြီးသားဖြစ်ပါတယ်။ အခု3000ကျော်တန်းကားကြီးပါထပ်ရောက်လာပြီဆိုတော့သူတို့ရဲ့မင်္ဂလာပွဲကတကယ်ကို Wedding of the Year ဖြစ်လာတော့မယ်ဆိုတော့အသေချပါပဲနော်ဒီနေရာမှာလူတိုင်းသိချင်နေကြတဲ့မေကွန်းတစ်ခုရှိတယ်ရှင်ဒီလောက်များပြားလှတဲ့ငွေတွေကိုသူတို့ဘလို့သုံးဆွဲနိုင်တာလဲအဖြေကတော့ရှင်းပါတယ်နန်းစုရည်ဆိုဟာအောင်မြင်တဲ့အနေဖြင့်ညာရှင်တယောက်ဖြစ်ရုံသာမကောင်အင်မတန်ထက်မြတ်တဲ့စီးပွားရေးလုပ်ငန်းရှင်တူလည်းဖြစ်ပါတယ်သူမကိုယ်တိုင်ပိုင်ဆိုင်တဲ့နာမည်ကြီး fashion brand တွေအလောက်ကုန်လုပ်ငန်းတွေနဲ့အဆင့်မြင့် spa တွေကနေရရှိတဲ့ဝင်ငွေတွေကအမှန်ခံပါပဲ ိုတိုင်းကလည်းအရေးချင်းရှိသလိုချစ်သူဖြစ်တဲ့လွှမ်းမိုင်ကလည်းဂီတလောကရဲ့ထိတ်တန့်အနုပညာရှင်တယောက်ဖြစ်တာကြောင့်သူတို့နှစ်ဦးပေါင်းစပ်လိုက်တဲ့အခါမှာတော့မြမပြည့်ရဲ့တကယ့် power couple အစစ်မှန်ဖြစ်သတ်မှတ်ခံလိုက်ရတာဖြစ်ပါတယ်။အတိတ်ကာလတုန်းကသူတို့ရဲ့ဆက်ဆံရေးကလူတွေရဲ့ဝေဖန်မှုတွေကြောင့်အနည်းငယ်တိတ်ဆိတ်သွားခဲ့ရပူပါတယ်။ လူအများရှိမှပေါ်တင်မတွေ့ပေအခြေအနေကိုစောင့်ကြည့်ခဲ့ကြရတဲ့အခြေအနေလည်းရှိခဲ့တာပါဒါပေမဲ့အခြေစစ်မှန်ရင်ဘယ်အရာကမှတားဆီးလို့မရဘူးဆိုတာကိုသက်သေပြခဲ့ကြပါတယ်ပြည်သက်တို့ထဲမှာရောနတ်ဆုနဲ့လွှမ်းပိုင်ကိုတကယ်ပဲပေါင်းဆက်စီခြင်းနဲ့လူတွေပါကြလာရှင့်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ channel ကို like and